ထိုင်းဂရင်းနီနဲ့ဆက်မဖွက်လက်ထားတဲ့ဂရင်းနီအမျိုးသားကော်လိန် KNNC ကျောင်းမှာတင် जा ပေးနိုင်မဲ့ဆရာဆမ်းမအရင်အမြင့်အပြင်ကောလိပ်အဆင့်ကြီးများတဲ့လိုအပ်ချက်တွေကိုမထောက်ပတ်ပေးနိုင်သေးတာကြောင့်စိတ်ခေါ်မှုရှိတယ်လို့ KNNC ကျောင်းတာဝန်ခံဆမ်းမကြီးမော်မီမာကကန်ဒရဝတီ time ကိုပြောပါရယ်။ကျောင်းအတွက်လိုအပ်တဲ့ပတ်ပိုးကူညီမှုတွေဖြစ်တဲ့ဘယ်နာငွေဖြစ်စေကျောင်းသုံးပစ္စည်းတွေဖြစ်စေအပြည့်အဝမထောက်ပတ်နိုင်သေးဘူးလို့ပြောပါရယ်။ ဆရာဆမလိုအချက်နဲ့ပတ်သက်ပြီးကြောင်းကနေပြီးမြောက်သွားတဲ့ကြောင်းသားတွေကိုပြန်ရွေးထုတ်ကဆရာဆမဖြစ်တည်တဲ့ပေးပြီးတဲ့နောက်မှာတော့မိခင်ကြောင်းမှာပဲတဖက်တလန်ကနေကူညီတဲ့ပုံစံနဲ့လည်ပတ်နေရတယ်လို့ပြောပါရယ်ဂရင်းနီအမျိုးသားကောလိပ်ကြောင်းမှာတော့အထူးပြုဘာသာရပ်၅ခုဖြစ်တဲ့ Social Science, Public Health, Community Development, Computer Science, Bachelor Community Development အပြင်တခြားသောဘာသာရပ်တွေကိုသင်ကြားပေးနေတာပါ KNNC ចောင်းကိုတော့1995ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးနှစ်စဉ်ចောင်းတာတရားကနေ120ဝန်းကျင်ကိုခေါ်ယူတင်ကြားပေးနေတာပါမနေ့ကမတ်လ24ရက်နေ့မှာတော့ KNNC ចောင်းရဲ့2020 2025ပညာသင်နှစ်မှာတင်ယူပြီးမြောက်သွားတဲ့ចောင်းသူចောင်းသားပေါင်း103ဦးကိုဖွဲ့လက်မဲ့အပ်နေတဲ့အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါတယ်